မင်္ဂလာပါရှင်ဒီမော့ဆိုအနာဖဲချမ်းမှာဒေတာတွင် ကုန်စင်ရှာပါမှုကြောင့်ဈေးနှုန်းမြင့်တက်နေပြီးကုန်စင်တချို့ပြက်လက်နေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနေပြင်းတဲ့တမော့ဆိုအနောက်ဖဲချမ်းမှာဒေတာတွင် ကုန်စင်ရှာပါမှုကြောင့်ဈေးနှုန်းမြင့်တက်နေပြီးကုန်စင်တချို့ပြက်လက်နေတယ်လို့ဈေးတက်တွေကပြောပါရယ် ဒီမော့ဆိုအနောက်ဖက်ချံကုံစိန်အဒီကစိုက်ပြူရကုံးတာရွာအပါအဝဲဈေးရွာတွေစစ်ပေးတင်းဆောင်နေရပြီးတဲ့နောက်ကုံစိန်တွေရှာပါလာကဈေးနှုန်းတွေမြင့်တက်နေဆဲဖြစ်ပါတယ်။လက်ရှိမှာခရမ်းချင်တီအာလူးစတဲ့ကုံစိန်တွေစီးမြင့်တက်နေပြီးကော်ဖီထုတ်မော်လာဥနေမုံငင်းထုတ်တို့ပြက်လက်နေတယ်လို့ဈေးတက်တွေကဆိုပါတယ်။ အဲ့ဒီလိုကုံစင်တွေကိုအဝေးကဝယ်ယူနေရပေမဲ့လည်းကုံလန်းချောင်းတွေပိတ်သွားပါကစင်းနှုံးတွေထပ်မံမြစ်တန်နိုင်ပြီးအခြားကုံတွေပါပြက်လည်နိုင်တယ်လို့ဈေးတက်တွေကတုံးသက်ပြောဆိုထားပါတယ်။ပီကရက်အော်ကိုလာကစပြီးဓမောဆူအနောက်ဖက်ချမ်းမှာတိုက်ပွဲတွေနေကလာတာကြောင့်ကုံစင်အ धिक စိုက်ပြူရကုံတာရွာအပါဝဲအနည်းမှ ရှိတဲ့ကြေးရွာတွေစပယ်တင်းရှောင်နေကြရပါတယ်ရှင်။